လ28ရက်မြန်မာစံတော်ချိန်နေ့လယ်7:50အချိန်မှာပြည်ယခုနှစ်ပြည်သမားခုနှစ်အင်အားရှိရင်းကြီးတခုလောက်ခတ်ခဲ့ပါတယ်။အင်အားကြီးကလင်ကမြန်မာနိုင်ငံစကိုင်းတိုင်းဒေသကြီးစကိုင်းမြို့တောင်ပတ်နဲ့မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့မြောက်ဘက်ကိုအူတီလောက်ခတ်ခဲ့ပြီးစကိုင်းကလင်ကိုဖြစ်ပေါ်စေခဲ့ပါတယ်။စကိုင်းကလင်ကြောင့်စကိုင်းမန္တလေးပဲခူးရှမ်းနဲ့ဒီပြိုတို့ကထိခိုက်ပျက်စီးများပြားခဲ့ပြီးနိုင်ငံတော်ဝန်ကြီးတွေကခန့်စားခဲ့ကြရပါတယ်။အင်အားကြီးကလင်ကြောင့် ြင်းတမန်းလူပေါင်း၄400ကျော်ပြည်ဆောင်ခဲ့ရပြီး၁၀၀၀ကျော်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။အာဆီယံနိုင်ငံများနိုင်ငံတကာအစိုးရများဖွဲ့စည်းများကုမ္ပဏီများကပူးပေါင်းတဲ့ရည်ရွယ်ချက်တွေထွက်ကြပါတယ်။အာဏာလုခံထားရတဲ့ဒီမတ်ဖေဒီဖူသားများကနိုင်ငံတကာရဲ့အကူအညီကိုလွတ်လပ်လပ်နဲ့ညီညွတ်မြတ်တမ်းများရှိနေပေမယ့်သူ့အစိုးရနမောကြီးအုံလက်ခံရယူမှုများနဲ့ပတ်သက်နေရပါတယ်။သူ့အစိုးရကနိုင်ငံတကာလူသားချင်းစာနာမှု ွာမပေးနိုင်ဘူးလို့တော်လည်းရေးအရာစုတင်းချုံထားတဲ့ဒေသတွေကိုပြည်ပြည်ကျေးဇူးရေးပစ္စည်းပေးဖို့ခွင့်ပြုမယ်။ကန့်သတ်ပစ္စည်းတော့ရှိပါပါတယ်။မြန်မာဒေသအတွက်ဆိုဒီလင်းမှာပြည်သူချင်းချင်းအမျိုးများစွာနိုင်ငံဘေးကျန်းမာရေးအမှန်တကယ်ရရှိနေကြပြီးပြည်သူတွေကတော့ဒီနေ့နဲ့ဖြစ်စီပြီးပို့ရမယ်အစားဒေသဘူးကျိတ်တိုက်ခိုက်မှုတွေကိုပြည်ပြည်လုံးလုံးရှိနေပါတယ်။ပြည်သူကနိုင်ငံဘေးကျန်းမာရေးကလ28ရက်မှာ26ရက်အတွင်း ေရောင်းတိုက်ခိုက်မှု445ကျင်းပြုလုပ်ခဲ့ပြီးသေဆုံးသူစုပေါင်း416ဦးနဲ့ထိခိုက်ဒဏ်ရာရရှိသူ986ဦးရှိခဲ့ပြီလို့မြို့သားညီညွတ်ရေးအစိုးရရဲ့လူအခွင့်အရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်နိုင်ငံတကာအစိုးရများဖွဲ့အစည်းများကုမ္ပဏီများကဆေးဥစုအားတစ်ဆင့်၊ကုညီကယ်ဆယ်ရေးပစ္စည်းများနဲ့ငွေကြေးများထောက်ပံ့နေခြင်းထက်လက်ဆက်ဒေတာအားတစ်ဆင့်မြေပြင်ကုညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ချိတ်ဆက်ထောက်ပံ့ပေးခြင်းဖြင့်သာအမှန်တကယ်ကုညီထောက်ပံ့ရေးပစ္စည်းတွေပြည်သူတွေထံရောက်နိုင်မှာဖြစ်ပါတယ်။ အာဆီယံပါဝင်နိုင်ငံတကာအတိုင်းဝိုင်းနေဖွဲ့စည်းများတို့အာဆီယံတရုတ်နဲ့အိန္ဒိယအစိုးရများအနေဖြင့်စီးပွားစုပြီး၎င်းတို့ထံထိုက်ရိုက်ထောက်ပံ့နေသောငွေလင်းကဲချေကူညီရေးဝင်ကြီးများကိုမြင့်တင်နေရတဲ့အုံပြုခဲ့ကြောင်းဖွင့်မင်းမြစ်သားကပေါ်ထုတ်ပြသနိုင်ခြင်းရှိသည့်အထောက်အကြောင်းနိုင်ငံရေးမြင့်စစ်ရေးနဲ့ထုံမှုများပြည်ရသူမှုကျူးလွန်မှုများတို့၏ချိန်ရွေးအလွဲသုံးစားသုံးပြုနိုင်သည့်အနေအထားရှိနေသည်ထို့ကြောင့်အလူချေအစိုးရများအနေဖြင့်စီးပွားစုရေးရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်ခြင်းဖြစ်စေနိုင်ပါသည်ဖြင့် ပြည်သူ့တန်တရားထောက်ခံနေခြင်းများကိုပြုလုပ်ရန်လူသားချင်းစာနာမှုအကူအညီများသည်မိတ္တန်တဲ့ပြည်များထံသို့ရောက်ရှိစေရန်တရားရမည်ဖြစ်ပြီးမိတ္တုစီစဉ်ချမှတ်သုံးဖြစ်ခဲ့သည့်ကိုပြည်သူမျိုးတို့အနေဖြင့်ပြည်အချက်အလက်ရရှိရမည်ဖြစ်ကပြည်내ပြည်သူ့စီစဉ်ချိုးမြှင့်ခြင်းဖြစ်စေရန်နိုင်ငံရေးနှင့်စစ်ရေးအရဝေဒန်စာလုပ်ရေးထုတ်ရှင်းရန်ရှိသည်ဟုပြည်ထောင်ချက်မှတ်သည့်ရင်းနှီးများဖြင့်လက်လက်စာဆောင်ခြင်းဖြင့်ပြည်နှင့်ပါဆောင်ဖြင့်အများပြည်သူထောက်ခံရန် 늦 끌린데 이렇게 비비고 누가 실사 나무 끌린가 한마디 배달에 약속했는데 짠다 쓰였으면 쓸수 있지 왜 내가 너 이렇게 주냐고 상처만 해도야 내 자체 조금 타파 이만 상냐고 공부기 무슨 이유 있어야 무슨 전화 이렇게 있었냐 약간 이렇게 있었냐 내 그거 생각해 피해보다 우리는 더 강릉해 이후 제주도하고 있는 말이야 내가 강릉도 제주도 생각해 이빈식 계제 이렇게 하면 정말 말이 제비불로 사면 ီသူများကိုပြမှတ်ထားတဲ့ဇာတ်ကားများကပြတ်တက်နိုင်တယ်။ပါဝင်ချင်းတို့များကိုတာဝန်ခံစေတဲ့အတွက်ပြည်သူရရှိနေတဲ့လူတွေစီများကိုဖြစ်တော်ရေးပြီးအခရာကြလုံးပါတယ်။ဒါကြောင့်ပြည်သူတွေဇာတ်ကားများချက်ချင်းရက်တက်နိုင်တယ်။ဒီနေ့တခါဆိုရမယ့်သူတို့ချင်းမျိုးရိုးတန်ဖြစ်ပြီးဇာတ်ကားမှာကတည်းကဒီနေ့ဒီနေ့မှာဒီရောက်အောင်မှခံနေဒီနေ့ဒီနေ့တခုတော့ပုံနေတော့လုံလောက်များအပါအဝင်နေတာကောင်းမှာမှာဒီမနက်ကတော့ဒီလိုမျိုးပြင်ဖို့ချင်းရောင်းချချင်းတော့ဘယ်မှာ 你都会年去c好 当